2025ကိုဒီဘက်ကတော်လိုင်းအုပ်စုတွေမြင်တာတမျိုး2025ကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မြင်တာတမျိုးဒါပေမဲ့2025မှာရွေးကောက်ပွဲကိုလုပ်မယ်လို့ထပ်ပြီးကြေငြာတာကတော့စစ်ကောင်စီနဲ့အခုနကဗိုလ်ချုပ်ခုနကဗိုလ်ချုပ်ပြောထားတဲ့စစ်ကောင်စီကဗိုလ်ချုပ်တည်းပြောတာပေါ့နော်အဲ့တော့ရွေးကောက်ပွဲကသူတို့ကထွက်ပေါက်လာတကယ်ဖြစ်နေတယ်လားအဲသူကတော့မဖြစ်ဖြစ်အောင်ဖောက်ထားရမှာပဲကျွန်တော်လည်းသူ့နေရာမှာဆိုရင်တော့ ဒါအိမ်နင်းချင်းကဘသူထောက်ခံတယ်ဒါတွေကိုအကုန်လုံးမိုဘလိုက်လုပ်ပြီးမှမရရအောင်ဖောက်ထွက်မှာပဲအဲသို့တော်သူဖောက်ထွက်လို့ရမရဖောက်ထွက်ရင်လည်းအဲလမ်းတဝက်မှာပဲငြိမ်သွားမလားပေါ့နော်ဒါကတော့ကျွန်တော်တတ်အပ်မဟောနိုင်ပါဘူးအဲလက်တွေ့လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်ရတာတော့အာဒီရေကောက်ပွဲလုပ်ဖို့တော်တော်လေးခက်ခဲမဲ့အခင်းချင်းကိုတော့မြင်နေရတယ်အဲဒီကြားထဲမှာအဲတချို့ပေါ့သူရဲ့ အဲသူ့ကိုကုညင်ချင်တဲ့ပန့်ဝန်းကျင်ကလုပ်နေတဲ့ strategy တွေအောင်မြင်တော့ပုံစံတစ်မျိုးမျိုးနဲ့သူလဲ proportional democracy တခြားရွေးကောက်ပွဲတွေကိုဟန်ပြလုပ်ပြီးမှလည်းနီလန်းအမျိုးမျိုးနဲ့အဲအသက်ဆက်ဖို့ကြိုးစားကောင်းကြိုးစားမှာပဲလေအခုလဲဟိုဟာလဲကာလုံနဲ့အစီဝေးခေါ်ပြီးမှအခြေခံဥပဒေမှာပြဋ္ဌာန်းထားတဲ့ဒီအစိုးရတက်တန်းတွေထက်တောင်ကျော်လွန်ပြီးမှသူလည်းလုံနေတာပဲလေ ဒါကတော့တနက်ကင်ထားပြီးရင်ဒါဥပဒေကိုစာနဲ့ရေးเสียမလိုပါဘူး။ तू ကပိုကျွန်းတာပေါ့။ဆိုတော့နီလန်းတမျိုးမျိုးနဲ့တော့ तू လည်းအသက်မသေးဖို့အတွက်ရုန်းကန်နေမှာပါပဲ။ဟိုနိုင်ငံကားကနေပြန်ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့3နှစ်နဲ့4နှစ်အတွင်းမှာအာနာသိနေချင်းနဲ့စပြီးတော့တိုင်းနာတပ်ဖွဲ့တွေရရော EO တွေရော ERO တွေရောဒါအပြင်ကူအစ်စ်လာပေါ်အစ်စ်ပေါ်လာတဲ့ M resistant အုပ်စုတွေ PDF လို့အုပ်စုတွေကသူတို့ရဲ့ performance ပေါ့နော်သူတောင်လိုင်းကိုပေါ့ လေးနှစ်အထိသူတည်လာခဲ့တာကျွန်တော်တွေ့ရတယ်။ဒါပေမဲ့အပြင်ကနေပြီးတော့ဓာရီကိုကြည့်ပြီးသုံးသပ်တဲ့သူတွေရော report ထုတ်ပြီးရေးနေတဲ့သူတွေရောအဖွဲ့အစည်းတွေရာတွေရာအဖွဲ့အစည်းတွေရာရောဟလာမြန်မာပြည်က organization ဖြစ်သွားနိုင်တယ်။စစ်တပ်ကြီးပြိုသွားရင်ပြိုခံလို့မရဘူး။ဒါမင်းမဲစရိုက်တွေပေါ်လာမယ်မင်းမဲတိုင်းကြီးဖြစ်သွားလိမ့်မယ်။ဆိုပြီးတော့အမျိုးမျိုးပြောလာခဲ့တာကျွန်တော်တွေ့ရပါတယ်။ဒါပေမဲ့ဒီဘက်ကတော်လိုင်းရေးဘက်ကပြန်ကြည့်တော့လေသူဟာသူအရှိန်အဟုန်နဲ့သူဆက်ပြီးတော့သွားနေတယ်ကျွန်တော်တွေ့ရတယ်။အဲ့တော့ဒီဘက်ကလေ့လာတဲ့သူတွေကလည်း အတခြားကုနာဘကြုတ်ပြောသွားတဲ့ဟလာသူ့ကူညီခြင်းနဲ့အပေါင်းအသင်းရောင်းရင်းနေရလဲဟလာဒီတော်လန်ရေးရ too complex ဖြစ်လုံးဝကြည့်တယ်အဲ့တော့တော်လန်ရေးအောင်မသွားရင်မဖြစ်ဘူးတော်လန်ရေးကြားပေါင်းအောင်လုပ်ရမယ်ဆိုတဲ့အမြင်ရှိတဲ့သူတွေရှိသလို goal post လို့ခေါ်တဲ့ဘိုးတိုင်းကိုနှစ်ပတ်တစ်ခါသုံးလတစ်ခါလောက်ရွှေ့နေတဲ့သူတွေရှိတာကျွန်တော်တွေ့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ comment မပေးခြင်းလည်းမြန်မာစစ်တပ်ပြိုတော့ရင် နိုင်ငံတစစီပြူကွဲတော်မလားဆိုတော့အဲအတွေးဖော်ကိုတစ်ဖက်ကပြန်ပြီးလှည့်ပြီးမှပေါ့ဒီဖက်ကမြင်တဲ့အမြင်ကိုသူ့ရဲ့ perception ဆိုတာကသူဘလို့မြင်လဲဆိုတာကသူဘလို့ဗင်နာကနေကြည့်တယ်လဲဆိုတာပေါ်မှာမူတည်တာပေါ့ကျွန်တော်တို့အဲ့ဒီအဲ့ဒီမြင်ကွင်းကိုဒီဖက်ကနေလှမ်းပြီးပြန်ကြည့်ရင်ဒီစစ်တပ်ပြိုသွားရင် နိုင်ငံတစစီပြိုကွဲမှာလားဆိုတာထက်ဒီစစ်တပ်ရှိနေရင်အခုဘာဖြစ်နေတယ်လဲဆိုတော့ လက်ရှိအခြေအနေကိုအရင်မြင်အောင်ကျွန်တော်ကမိမောင်းထိုးပြချင်တယ်ဒီစစ်တပ်ရှိနေအခုဘာဖြစ်နေတယ်လဲပြိုရင်ဘာဖြစ်နိုင်တယ်လဲဆိုတာအဲဒီဟာရှိနေတဲ့အတွက်အခုဘာဖြစ်နေတယ်လဲတိုင်းရင်းသားတွေလည်းမအေးချမ်းဘူးဗမာတွေလည်းအေးချမ်းလားဆိုတော့ဗမာလည်းပြည်တွင်းစစ်တိုက်နေရတာပဲဆိုတော့ဒီဟာရှိနေချင်းရဲ့ဒါလက်လက်ငင်းအကျိုးကျေးဇူးကဒီဟာဖြစ်နေတယ်နောက်ပြည်ထောင်စုဆိုတဲ့ကိစ္စပေါ်စင်တော့ပြည်ထောင်စုတချို့ကတော့မြန်မာနိုင်ငံဆိုပဲအဲဒီလိုမျိုးပြောလိုက်တယ် မြန်မာနိုင်ငံဆိုပြီးပြောလိုက်ပြီဆိုရင်တော့ဒါတပြေထောင်မြန်မာနိုင်ငံလို့ပြောတာနဲ့တူတယ်ပြေထောင်စုလို့ပြောလိုက်ရင်တော့ပို့ပြီးမှနားလည်ရလွယ်တယ်ဒါရှိတရားနဲ့လည်းဒါဟိုဟာဖြစ်တယ် visualize ဖြစ်အောင်အတွက်ကျွန်တော်မြန်မာပြေထောင်စုလို့ပြောတာဖြစ်တယ်ဆိုတော့ဒီပြေထောင်စုကိုဒါအမြင်ခံတက်တက်ထားပြီးမှတည်တက်နေတာဖြစ်တယ်ဒီပြေထောင်စုကဒီပြေထောင်စုကဆိုတော့သူကပြေထောင်စုလို့ပြောပြီးမှ ဒီသူ့ရဲ့စစ်တပ်ကလည်းပြည်ထောင်စုစစ်တပ်ရဲ့လုံရက်ကိုမလုပ်ဘဲနဲ့ဒီအမျိုးသားအစွန်ရောက်ဒီလက်နက်နိုင်ငံပေါ့ဗျာဒီအရင်တုန်းကဗမာပဒေသရစ်တွေခေတ်ကလက်နက်နိုင်ငံတည်ထောင်သလိုမျိုးပြည်ထောင်စုအမတော်တခုရဲ့အဲကျန်အင်လက္ခဏာတို့အခြေခံဒီ ideology တွေကိုမလုပ်ဘဲနဲ့အဲပဒေသရစ်ဆန်တဲ့လူမျိုးစုအတွေးခေါ်ကိုအခြေခံပြီးလှုပ်လှုပ်လာတဲ့စစ်တပ်ဆိုတော့ ဒီလက်ရှိရှိနေတဲ့ပြည်ထောင်စုတစ်ခုကိုကာကွယ်ဖို့ဒီလုံလောက်တဲ့အတွေးခေါ်လည်းမရှိဘူးဖွဲ့စည်းပုံကလည်းသူရဲ့ဟိုဟာ ideology ကို ပြောမလားအဲ့ဒီကတဆင့် doctrine ကိုပြောမလားအဲ့ဒီ ideology တို့ doctrine တို့အခြေခံမျိုးကဖြစ်လာတဲ့သူရဲ့ဟိုဟာ performance တွေပေါ့နော် action တွေကအာဒါလိုအပ်ချက်တွေနဲ့လွဲချော်နေတယ်ဆိုတော့အာဒီပြောမယ်ဆိုရင်ဗျာဒီပြည်ထောင်စုဆိုတာလည်းပဲ အဲကျွန်တော်တို့ကလိုရာဆွဲပြောရကြရင်တော့ဒီဗမာပြည်နဲ့ခစ်ကပဲဒီ empire တွေက စုစည်းခဲ့တယ်လို့မျိုးပေါ့ဒါပေမဲ့အဲ့ဒီခစ်တုံကဒီလက်နက်နိုင်ငံတည်ထောင်တဲ့အချိန်မှာဘရင်တပတ်ဘုံလက်ယုံဘုံလက်ယုံအာကောင်းတဲ့အချိန်မှာတိုက်တယ်တိုက်ပြီးမှကောင်းတဲ့ဟာတွေကိုယူလာခဲ့တယ်ပြီးရင်သူတည်ရင်ဒီဟာမရှိတော့ဘူးဟုတ်ကဒီလက်ရှိကျွန်တော်တို့ရှိနေ modern Burma ဆိုတာကတော့ဒါ colonial legacy ပဲအာဒါအရှိတရားပဲကျွန်တော်တို့ဒီဟာကိုရတဲ့အချိန်မှာ အကုန်လုံးပါဝင်ပြီးမှပြည်ထောင်စုစစ်တပ်ကိုလည်းပြည်ထောင်စုကိုကာကွယ်ဖို့လိုအပ်တဲ့အခြေခံဒီ ideology တွေရော doctrine တွေနောက်ပြီးဖွဲ့စည်းပုံတွေဥဆောင်မှုပုံစံတွေဒါတွေကိုအချိုးကျအောင်လုပ်ပြီးမှပြည်ထောင်စုစစ်မှန်တဲ့ဟာဖြစ်လာမှာအခုကဒီအစ်စစ်တပ်ကပြည်ထောင်စုဆိုတာကိုအမြင်ခံအရပဲပြောပြီးမှအာသူလောက်တာလူမျိုးစုစစ်တပ်လူမျိုးဖက်စစ်စစ်တပ်ဖြစ်တော့တယ်ဆိုတော့တခြားတခြားလူမျိုးစုတွေကလည်းမလွတ်လပ်ဘူးနောက်ဆုံး အဲ့ဒီသူ့ရဲ့အတွေးခေါ်အရင်အစင်မြင့်လာတာပေါ့ပြောမယ်ဆိုရင်ကျွန်တော်တို့တရေကားတွေကိုကြည့်ရင်အဲ့ဒီတရေကားသွေးတွေတောက်လူတွေတက်ပြီးမှပို့ပြီးအားကောင်းလာတဲ့အချိန်မှာကိုယ်အိမ်သားကိုကိုစားဖို့လိုက်ယူလေနော်ဆိုတော့အဲခင်ဗျားတို့လည်းအဲ့ဒီသွေးဆုပ်ဖုတ်ကောင်ရဲ့ဒဏ်ကိုကြောက်ပြီးမှအိမ်တွေပြာကျကုန်ပြီပေါ့ဆိုတော့ဒီဟာကိုကျွန်တော်တို့ကပြောင်းလဲဖို့လိုတယ် တော့ဒါကြောင့်ဒီစစ်တပ်ရှိရင်စစ်တပ်ပြိုရင်ပြည်ထောင်စုပြိုမလားဆိုတာကတော့လက်ရှိအခြေအနေကိုပဲအရင်မြင်အောင်ကြည့်ရင်တော့ဘာလို့တင်းတယ်ကိုလူတိုင်းစဉ်းစားတတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဗိုလ်ချုပ်အဲဖြေပေးတာကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့အချိန်လည်းကုန်တော့မှာဆိုတော့ကျွန်တော်ထပ်ပြီးတော့မေးချင်တာကတော့အခုလွန်ခဲ့တဲ့2နှစ်3နှစ်အတွင်းမှာအေအေရကနေပြီးတော့နဖူးတွေဒူးတွေတိုက်ရတဲ့မြန်မာတပ်1960 90မှာကျွန်တော်တို့တည်ခဲ့တဲ့မြန်မာတပ် အဲ့ကဘာกว่าလဲအခုကျွန်တော်တို့ချိန်မယ်ဆိုရင်အခုအေးအရခိုင်ပြည်နယ်မှာပဲရေရေကျုပ်တွေနှခါလဲတာကျွန်တော်တို့တွေ့ရတယ်ဟုတ်လားဆိုတော့အဲ့မြန်မာတပ်ကကျွန်တော်တို့မြင်တာကကျွန်တော်တို့ကိုယ်တိုင်ကဟုတ်လားကျွန်တော်တို့ရဲ့ editorial talk တွေမှာပြောနေတာစစ်တပ်ပြက်နေပြီတပ်ကပြိုတော့မှာတပ်ပြက်နေပြီဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့သုံးနှုံးကြတာကျွန်တော်တို့တွေ့ရတယ်တော်လိုင်းအုပ်စုတွေကသုံးတာတွေ့ရတယ်ဆိုတော့နဘူးတွေဒူးတွေမြေပြင်မှာတိုက်ရတဲ့သူတွေကဗိုလ်ချုပ်တို့ တို့လူမျိုးတွေကနေပြီးတော့ဗကြုတ်တို့အနေနဲ့ဘလို့အမြင်နဲ့ပြောခြင်းလဲအဲ့ဒီဟာကျွန်တော်တို့ပြောနေတာတွေ음အဲကျွန်တော်ကတော့ကျွန်တော်တို့စီမှာတော့ဒီမြေပြင်အခြေအနေကိုတေချာစစ်ရေးတုံ့တက်ထားတဲ့ဟာတွေတော့ရှိပါတယ်အဲ့မဲ့ဒီတိုက်ပွဲကမပြီးသေးဘူးဆိုတော့ဒီစစ်ရေးတုံ့တက်ချက်ကိုကျွန်တော်ကအရင်ဟိုမမဖော်ထုတ်ပါဘူးအဲ့ဒါမဲ့ပြောနိုင်သလောက်ပြောရမယ်ဆိုရင်တော့ အာဒီရှမ်းမြောက်ဖက်နဲ့ဒီကချင်ဖက်တွေမှာဆိုရင်သူကလေတက်ရဲ့ပစ်ကူကိုယူပြီးမှတိုက်တယ်ဒါမဲ့သူရဲ့ moral ဘိုင်းကတအားနှိမ့်တယ်မြန်မာစစ်စစ်တဲ့လက်ရှိမြန်မာစစ်တပ်ကိုစကားစတဲ့ဘောဗျာမြန်မာစစ်တပ်လို့ပြောတာနဲ့ဒီလက်ရှိစကားစတဲ့ကို1960လောက်ကမြန်မာတပ်မတော်နဲ့အရာရာမှာထက်သူခိုင်းနိုင်လို့တော့မရပါဘူးအာသာချက်ကကိုစီမတူပါဘူးအဲ့ဒီခေတ်တုန်းကဆိုရင်ပြည်သူရဲ့ထောက်ခံမှုတွေရှိမယ် နေမှာစစ်တပ်ကချမစားသေးဘူးပေါ့သူရဲ့စိတ်ပိုင်းဆိုင်ရာကမြင့်တယ်ဒါပေမဲ့နီးပညာနဲ့အဲလက်နက်ခဲယမ်းတွေကြတော့ဒီခေတ်ကသူအများကြီးမြင့်ပါလေသူရဲ့လေတက်ကိုပြောမလားရေတက်ကိုပြောမလားဘန်ဒါငွေကိုပြောမလားလူအင်အားကိုလူအရင်မြစ်ကိုပြောမလားလက်နက်ခဲယမ်းအကုန်လုံးပဲကျွန်တော်တို့ဒီတိုက်ပွဲကြီးတွေမဖြစ်ခင်မြန်မာစစ်တပ်မှာဒီလောက်ထိများပြားတဲ့လက်နက်ခဲယမ်းတွေရှိနေမယ်လို့မထင်ထားခဲ့ဘူး။ဒါပေမဲ့တကယ်ကြည့်တဲ့အချိန်မှာတကယ်များတာပဲ အဲသူဟာတကယ်အများကြီးထုတ်လုပ်ထားတာပဲအဲပြီးတော့နိပညာရလည်းဒီအရင်ခေတ်ကအများကြီးတာပါတယ်ဆိုတော့အာအကုန်လုံးကို ခိုင်းနိုင်လို့တော့မရဘူးဥမာအစစ်တပ်ရဲ့ခေါင်းဆောင်မှုပြီးမှသူရဲ့စိတ်ပိုင်းဆိုင်ရာစီကံကျင့်ဝတ်အဲ့ဒါတွေကအဲ့ဒီဖက်မှာမြင့်တယ်ဒီခေတ်ဒီဖက်ခေတ်မှာဆိုတော့အာစစ်တပ်ကတူကဆင်းလာတဲ့အရာရှိတွေရဲ့ဟိုအယက်သားဆန်တဲ့လောဘတွေပေါ့ဥမာစစ်သားတယောက်မှာရှိတင်တဲ့နိုင်ငံနဲ့လူမျိုးပေါ်မှာ ရှိတဲ့အဲအမြင်တွေပြီးမှစစ်တေတယောက်ရဲ့ဒီခံယူချက်နဲ့လှုပ်ဆောင်ချက်တွေအဲ့ဒါတွေကြတော့ဒီစစ်တပ်ကတူကဆင်းလာရင်အာဒီကောင်ဟာတကယ်စစ်သားကြီးဖြစ်ပြီလားလို့ကြည်လိုက်တော့အာသူသုံးပွင့်ဖြစ်ရင်ဗာစီပွားရေးလှုပ်တော့မယ်ဆိုတော့ပောက်ကြရတယ်ကျွန်တော်တို့ကြားရတယ်ဒါကတော့တကယ်ဟိုအနုလက္ခဏာဖက်တည်မြင်ရတာပေါ့ဒါကြောင့်ဒီစစ်မြေပြင်မှာလည်းပဲချမ်းမြောက်တို့မှာဆိုရင်ဒီပတ်စံတွေပို့ပေါ်တာပေါ့ ရခိုင်တို့ချင်းတို့နဲ့ဆိုင်ဒီဖက်တွေကလူတွေကပိုင်ဆိုင်မှုတွေကိုရွှေ့ပြောင်းနေရတာနဲ့သူရဲ့မိသားစုဆိုင်ရာနောက်ဆန်တင်းတဲ့ကိစ္စတွေနဲ့အဲ့ဒါတွေတော့အများကြီးတွေ့ရတယ်အဲဒါကြောင့်ဟိုတနေရာနဲ့တနေရာမတူဘူးရခိုင်ဖက်မှာဆိုရင်တော့ဒါသူကရေတက်ရဲ့ပစ်ကူကိုရတယ်အဲ့ဒီဆိုတော့ဒါသူကတကယ်ဟိုကြားကုတ်ကြားခဲအဲတိုက်ပြီးမှအာလူပါအသေးခံတော့တဲ့အဲတတ်မှုတွေတော့ကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ကတော့အဲ့ဒီတွေကိုရန်သူဆိုပေမဲ့ အာဒါကျွန်တော်တို့စိတ်ထဲမှာတော့အာဒါဒီကောင်တကယ်စစ်သားပဲသူနဲ့တိုက်ရတာတော့မဆိုးဘူးကွာဆိုတော့ခန်းစားချက်တော့ရှိကြပါလေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ဆုံးတော့သူရှုံသွားမှာပါအခုကတော့အာသူ့ရဲ့လူဘလောက်ပဲနီးပညာမြင့်လို့တုံတုံနောက်ပိုင်းဒီစစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးမှခေါ်လာတဲ့အဲစစ်သားအစ်စ်တွေကတော့အများကြီးထိုးသွင်းလာတယ်ဒီလူတွေပဲအခုနောက်ပိုင်းတိုက်ပွဲတွေမှာအကြရှုံးအများကြီးပဲနေရာတိုင်းမှာသူတို့ပဲအလဲလဲကွဲကွဲကြရှုံးနေတာရှိတယ် ။ဘာကျွန်တော်တခါတော့ကျွန်တော်နဲ့ကျွန်တော်နဲ့ပြောတော့ကဒီစစ်ကောင်စီဘက်ကနေပြီးတော့ဒီကပ္ပဆာနေပြီးတော့ donation တွေပေါ့နော်အလှူတွေရတာများတယ်လို့ကျွန်တော်တခါပြောဦးတယ်။ RPG တွေရတာတွေလက်နက်တွေရတာတွေဟုတ်တယ်။သူကเอ่อကျွန်တော်တို့ကျွန်တော်တို့ကိုအိန္ဒိချင်းနိုင်ငံတွေစီမှာယုံကြည်မှုတည်ဆောက်လို့မရအောင်တရုတ်ကိုဖြစ်ဖြစ်အိန္ဒိယဖြစ်ဖြစ်အဲ့လိုမျိုးနိုင်ငံလိုက်လိုက်ပြီးမှတိတ်ခါချပြီးမှ ိုမပေါင်းသိအောင်ကြောဟိုဂုံချောတာပေါ့တရုတ်ဘက်ကိုတော်ပြီးမှအာအေအေဆိုလို့ရှိခဲ့ရင်အမေရိကန်တွေစီကလက်နက်တွေရတယ်အာပြီးမှအိန္ဒိယကိုရောက်တော်ပြီဆိုရင်ဟိုကျွန်တော်တို့ဟိုအိန္ဒိချင်းနိုင်ငံတွေကရန်သူလိုမြင်လာအောင်တန်တရားတွေရှိလောင်အမျိုးမျိုးခြောက်ပြောတယ်လေတရုတ်ကိုတော်ပြီဆိုရင်ဒါကအမေရိကန်ရဲ့မွေးထားတဲ့လူဖြစ်တယ်ထိုင်းနယ်ဇက်ကနေလက်နဲ့အကောင့်တွေရပြီးမှဒီကောင်တွေတိုက်နေတဲ့လူဖြစ်တယ်ပြီးမှ ဒီထိုင်းကိုတော်ပြီးမှအမေရိကန်တန်ယုံတို့ပေါ့တန်တမန်တွေ BNN နဲ့တွေ့ပြီဆိုရင်လည်းပဲအာဒီကောင်တွေကတရုတ်ကမွေးထားတဲ့လူတွေဖြစ်တယ်တရုတ်ရဲ့လွန်မုံမှုကိုကာကွယ်ဖို့အတွက်ခမရရဲ့အကူအညီယူရမယ်ပြီးမှဒါ DEA တို့ဒီမူရီကလူတွေကိုတွေ့ပြီးမှအာဒီမူရီငွေတွေနဲ့စစ်တိုက်နေတာဖြစ်တယ်ခမရတို့စီကနီးပညာနဲ့အဲရန်ပုံငွေတွေကူညီပါဆိုပြီးမှသူကအဲ့လိုမျိုးပြောတယ်ပြီးရင်ခဏနဲ့အိန္ဒိယကိုတော်ပြီးမှအာဒါတရုတ်ကမွေးထားတဲ့အဖွဲ့တွေမင်းတို့နယ်စပ်ကိုရောက်နေပြီး အဲဒီကောင်တွေရောက်ရင် NDA ရှိတယ်သူတို့ကိုရှင်းဖို့အတွက်ကူညီပါဆိုတဲ့ဟာမျိုးသူကတော်ပြောတဲ့အချိန်မှာကျွန်တော်တို့လည်းအဲ့ဒီနိုင်ငံတွေနဲ့ချင်းကပ်ဖို့ကြိုးစားတာပေါ့သူတို့နိုင်ငံတွေကကျွန်တော်တို့ကိုမေးတယ်အာမင်းတို့ဒီလောက်တိုက်နေတာခဲရန်တွေဘယ်ကရတယ်လဲပေါ့အာလက်နက်တွေအခုကောင်းနေပြီလက်နက်ကြီးတွေအင်အားအရန်ကြီးလာတယ်ဆိုတော့ပေဟ ோம் လည်းငါတို့အဲ့ဒီစစ်ကောင်စီပဲအင်အားကြီးအောင်ကူညီပေးခဲ့တာပဲတခြားတပ်တွေလည်းတော်တော်ကောင်းလာပြီဆိုပြီးမှကျွန်တော်တို့ပြောတာရှိပါတယ်မှန်ပါတယ်သူတို့အလှူတွေတော်တော်များတယ် ဘယ်လိုမျိုးအကူအညီလဲပြောတာလဲစစ်ကောင်စီရဲ့အကူအညီလားဟုတ်ကြည့်တဲ့သူတွေနားလည်သွားအောင်လို့ရန်ဖက်ဆိုတိုင်းအဲအကုန်လုံးနေရာတကာရန်ဖက်မဟုတ်ပါဘူးသူများများထွက်ပြေးသွားပြီဆိုရင်ကြည်ဆန်းတဲ့အပုံလိုက်ထားခဲ့တဲ့မဟာမိတ်ပုံစံမျိုးလည်းဖြစ်သွားတာပေါ့ဒါကြောင့်ဟိုအတူရဲ့လက်နက်တွေပေါ့အခုတော်လန်ရဲ့အတိုင်းဝိုင်းမှာဆိုရင်အဲကျွန်တော်ကရင်နီဖက်ကမဟာမိတ်တွေပြောတဲ့ဟာကြားဦးတယ် အခင်ဗျားတို့ကြည်တယ်တော်တော်များတယ်ဆိုတော့အာမဟုတ်ဘူးပို့ချုပ်ကျွန်တော်တို့ခွေးကြည်နဲ့ပြစ်နေတာဆိုတဲ့ဟာမျိုးပေါ့အာကြည်တော့နမည်လှလှလေးပေးထားသေးတယ်အဲကျွန်တော်လည်းကိုအောင်စော်လည်းခွေးချစ်တယ်လို့ကြားဟုတယ်ကျွန်တော်လည်းခွေးတအားမွေးတယ်အဲခွေးကိုတအားတော့နှိမ်ပြီးဆက်ဆံတဲ့အဲမှာမပါဘူးဟောကျွန်တော်ကတော့ခွေးကိုတော့မစော်ကားစေချင်ဘူးအဲ့ဒီတဘောပါကျွန်တော်ပြောချင်တာခွေးကိုမစော်ကားဖို့ပြောတာဘယ်တော့ကျွန်တော်တို့တကယ်ခွေးချစ်တဲ့သူတွေဆိုတော့ပို့ချုပ်လို့ပါပဲအဲ့တော့မေကွန်တစ်ခုနှစ်ခုပဲကျန်တော့တယ်အဲ့တော့အာဒီပို့ချုပ်မှုရေးတန်းရွှေရဲ့ ခေါင်းဆောင်မိုးအောင်မှာနေခဲ့တဲ့မြန်မာပြည်အာသူကတိုင်းပြည်ကိုအယောင်စားခဲ့တယ်ကျုံလုပ်ခဲ့တယ်လို့ပြောခဲ့ပြီးတော့ကျွန်တော်တို့ကြားဘူးတယ်အဲ့တော့ဘုဘုကျုံမူကြီးမင်းအောင်လိုက် သူလည်းဒေါ်စင်အေးစင်းပဲတရက်စီစင်းပဲဆိုတော့သူ့လက်ထက်နဲ့အဲ့လက်ထက်ကိုဘုကျုံကဘယ်လိုမြင်လဲဘယ်လိုခွဲခြားပြီးမြင်လဲဘာပြောခြင်းလဲအမ် ကျွန်တော်ကတော့ဒီနိုင်ငံကို အုပ်ချုပ်တဲ့လူတွေပေါ့အဲ့ဒါမှကောင်းတာလုပ်တဲ့ဟာလည်းရှိတာပဲဟိုဟာဒီအခုလက်ရှိအေအာနာကင်ထားတဲ့ဥမေအောင်လိုင်လည်းသူကတော့အာနာရှင်တော့အာနာယူလို့အာနာရှင်ဖြစ်လာတာပေါ့ဒါပေမဲ့သူလည်းသူအုပ်ချုပ်တဲ့အချိန်မှာနိုင်ငံကိုအောင်မြင်ချင်တဲ့စေတနာတော့ရှိမှာပဲလက်တွေ့လုတာမလုတာစနစ်အမားတွေနဲ့ဆုံးဖြတ်ချက်အမားတွေချတာတော့တပိုင်းပေါ့ဗျာဒါဥပန်းရွှေလက်ထက်မှာလည်းသူလည်းအရန်သူကိုရန်သူလိုဆက်ဆံတာပေါ့ကိုပြည်သူတွေက အဲသူ့အာဏာထိမ်းဖို့အတွက်ဒါပေမဲ့သူလုပ်ခဲ့တဲ့ဟာတွေလည်းကောင်းတာတွေလည်းရှိတော့ရှိခဲ့တာပါပဲသို့တော့ဒီတော်လန်ရေးအဲလုံလို့ရတယ်မရဘူးဆိုတာကတော့သူညံ့လို့ဘယ်သူတော်လို့ဆိုတာကိုကျွန်တော်တို့မပြောလို့ဘာဖြစ်လို့ဆိုတော့စစ်တပ်ကိုအာဏာကိုစစ်အာဏာကိုကင်ပြီးမှလက်နက်မူပြီးမှတိုင်းပြည်အုပ်ချုပ်တဲ့လူကတော့ညံ့တယ်လို့တော့ပြောလို့မရဘူးဒီဘူချုပ်မူကြီးမင်းအွန်လိုင်းဆိုတဲ့ပုံကိုလည်းအရင်ဘလောက်ထိရက်ဆက်လဲပေါ့နော် သူ့လက်ထက်မှာဒီတက်ကသူကကလေးတွေကိုလမ်းမပေါ်မှာခေါင်းကိုတနက်နဲ့ပြစ်ဖို့အမိန့်ပေးတာတွေကအစာကြည့်ရင်တော့အာဒါအပြောဆိုဖြည်းဖြည်းအေးအေးပြောတဲ့အတိုင်းဒါပြောညံ့တယ်လို့တော့ပြောလို့မရပါဘူးဆိုတော့ဒါမတူညီချက်ကဘာဖြစ်နိုင်လဲဆိုတော့ generation မတူဘူးနောက်ပြီးမှနင်းပညာတွေမတူဘူးကိုဥတန်းရွှေလက်ထက်ကဖြတ်တန်းခဲ့တဲ့အတွေ့အကြုံတွေသင်ခန်းစာတွေကိုအကုန်လုံးထောက်ပြီးမှဒီခေတ်မှာ ဒီခေတ်သားသမီးတွေပေါ့နင်းပညာခေတ်ဖြစ်တယ် mobilize လုပ်ရတာလွယ်တယ်အဲပြီးတော့ democracy အကာလကို10နှစ်လောက်ဖြတ်သန်းထားတယ်ဒီကြားထဲမှာဒီသူတို့ democracy ဖြတ်သန်းနေတဲ့ကာလမှာလည်းပဲဥမာကျွန်တော်တို့ညီနောင်သုံးဖွဲ့ရဲ့တော်လန်တော့တိုက်ပွဲတွေကိုသူတို့မျက်ဝါထင်ထင်မြင်နေရတယ်ပေါ့ဒီ media ခေတ်ဆိုတော့ဒါတော့သူတို့ကိုအာဏာသိမ်းတဲ့အချိန်မှာတော်လန်ရေးဆိုတာဒီလိုခြားရတယ်ဆိုပြီးမှသူတို့အမြင်တွေအများကြီးရှိတယ် mobilize လုပ်ဖို့ communication နည်းပညာရှိတယ်ပြီးတော့ သူတို့တွေလာခဲ့တဲ့အချိန်မှာကျွန်တော်တို့တော်လန်ရဲ့အဖွဲ့အစည်းတွေအများကြီးပေါ့ KI ပေါ့ပါဝင်အားလုံးအဖွဲ့တိုင်းကကောင်းကောင်းလေးဒါဟိုဒါအဆိုးတွေဖြစ်ခဲ့တာတော့အများကြီးဒါပေမဲ့ဟိုအဆိုးထဲကအကောင်းဆုံးဖြစ်အောင် ဖေးမခဲ့တယ်အဲပြီးတော့ကျွန်တော်တို့ဒီ2000ဟိုပေါ့1988မှာအဗမာပြည်မှာကျောင်းသားလူငယ်တွေထွက်ပြေးလာတဲ့အချိန်မှာမှားခဲ့တဲ့သင်ခန်းစာတွေကိုကျွန်တော်တို့ကတိတိခဲ့တယ်။ဒါကြောင့်အဲ့ဒီလူမျိုးမလိုလားတဲ့ဆုံးရှုံးမှုတွေမဖြစ်အောင် င်ပြီးတော့တရားဒါစီမံခန့်ခွဲမှုဆိုင်ရာအမှားတွေမဖြစ်အောင်အကောင်းဆုံးတော့ကျွန်တော်တို့ပဲ့ကင်ပေးခဲ့ကြတယ်ဒါကြောင့်လည်းပဲအဲဒီဟာရဲ့တက်ရောက်မှုတွေအကျိုးတွေတော့အာဒါဒီနေ့ဖြစ်လာတဲ့အတီးပွင့်တွေပေါ့အာပြောလို့ရမယ်ထင်ပါတယ်မကြာခင်လည်းပဲမြန်မာပြည်အလဲပိုင်းမှာဒါတော်လန်ရေးတွေအရင်ထပ်ပို့ပြီးမှအာမြင်လာရမယ်လို့တော့ကျွန်တော်ယုံကြည်ထားတယ်မကြာခင်ဆိုတာတိတ်မကြာခင်ကိုပြောတာပါအဲ့တော့ကျွန်တော်နောက်ထပ်မေးခွန်းတစ်ခုနှစ်ခုကြံတယ်အဲ့ဒါကတော့ ဘောကျောက်ကနေပြီးတော့တခါတော့တကယ်ကိုအားလုံးသဘောကျတဲ့ comment တစ်ခုပေးခဲ့တာရှိပါတယ်အဲ့ဒါကတော့တန်လင်းကိုတိုင်းသားအုပ်စုတွေပြောခဲ့တာပါအာတန်လင်းကိုနှစ်ပေါင်း90လောက်ခဲ့တယ်ဝိုင်းတောက်ခဲ့တယ်ဆိုရဲအဲဝေဖန်မှုတစ်ခုပြောခဲ့တာကျွန်တော်တို့တွေ့ဘူးပါတယ်အဲ့တော့ဒီနေ့ဒီချိန်မှာ AA ရဲ့ခေါင်းဆောင်တယောက်အနေနဲ့အဘိုးချုပ်တယောက်အနေနဲ့အင်အားလုံးကြီးမားတဲ့တပ်တစ်ခုကဦးဆောင်နေတဲ့ခေါင်းဆောင်တယောက်တယောက်အနေနဲ့အဲ့ဒီပြောခဲ့တဲ့ comment ပေါ်မှာဘယ်လိုမြင်လဲဆိုတာလေးသိချင်တယ် ဘယ်လိုပြန်သုံးသပ်လဲဆိုတာသိချင်အဲ့ဒီတော့ကျွန်တော်ပြောခဲ့တဲ့စကားကတော့မှားတော့မမှားဘူးဒါပေမဲ့ဝေါ်လုံးအရှင်နဲ့ရမ်းပြီးမှပြောလိုက်တော့တချို့ခင်မင်မှုတွေလည်းအဲပြက်စီတော်လည်းရိုက်ခတ်မှုတွေကျွန်တော်ခံစားရပါတယ်အဲသူကဟို provocative ဖြစ်တယ်အဲအမှန်လဲအမှန်ပဲအခုချိန်မှာတော့အဲတော်လန်ရေးကိုတနိုင်ငံလုံးအတိုင်းတာအာ စီစီလုံးစီစီလုံးလုံးတော့ပြောလို့မရဘူးပေါ့အာဒါသူနိုင်တဲ့အခန့်ကန်ကကနေအဲဆင်နွှဲနေကြတဲ့အချိန်မှာကြတော့အာမြန်မာနိုင်ငံရဲ့အပြောင်းလဲကအရင်ထက်ထအရင်ထက်တော့မျောလင်းချက်တွေအများကြီးရှိတယ်လို့တော့ကျွန်တော်ပြောလို့ပါတယ်ဟုတ်ကဲ့ဘောကျုပ်ကျေးဇူးလေးတင်ပါတယ်ကျွန်တော်နောက်ဆုံးမေးခွန်းတစ်ခုပဲကျန်ပါတယ်အဲ့ဒါ very simple ဖြစ်ပါတယ်အဲ့မေးခွန်းကိုလည်းတခြားသူတွေလည်းကျွန်တော်ခဏခဏမေးလို့ရှိပါတယ်ဒီတော်လိုင်းရနိုင်ပါလား နိုင်မာလာဆိုတာကလူတိုင်းအတွက်ပျော်ရှင်စရာဏိဂုံတော့ဖြစ်ချင်မှဖြစ်မယ်ဒါမဲ့အခုကလေးကတော့အောင်မြင်မှုတွေကတော့တော်တော်ရှိနေပါပြီအအရင်တုန်းကတခါမှဒီအဟိုဟောမာနာမလျှော့ခဲ့တဲ့မြန်မာစစ်တပ်အဲ့ဒီမြန်မာစစ်တပ်ကိုကျွန်တော်တို့နေရာတကာမှာခွေပြေးဝက်ပြေးဖြစ်အောင်တိုက်နိုင်တဲ့အနေအထားပေါ့အပြီးတော့သူ့ရဲ့ဒီပြိုလဲမှုတွေကလည်း အဲသူအစပိုင်းမှာအိန္ဒိယရအောင်ထိန်းထားတဲ့စခန်းတစ်ခုကနေတစ်ခုတစ်ခုပြင်တစ်ခုခံစစ်တွေကိုတဆင့်ချင်းဆင်ပြီးမှဆုတ်ခွာနေပေမဲ့ဒီထပ်ပိုပြီးမှအချိန်ဟုန်ရလာတဲ့အချိန်မှာဒိုမီနိုပြိုလဲသလိုမျိုးလဲပြိုလဲတော့နိုင်တဲ့အနေအထားတွေတော့ရှိပါတယ်။အဲဒီဟာတွေကိုကျွန်တော်တို့ကနောက်ပိုင်းမှာဘယ်လို manage လုပ်မလဲဆိုတဲ့အပိုင်းတွေကလည်းပဲအဲတော်တော်အရေးကြီးပါတယ်။ဒါကြောင့်လူတိုင်းပျော်ချင်မှတော့ပျော်မယ်ဒါပေမဲ့တော်လန်ကြီးကိုတော့တော်တော်လေးအောင်မြင်မှုတွေရကိုရရှိလာမှာတော့ကျွန်တော်မြင်နေတယ် ကျေးဇူးအများကြီးတင်ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အခုလိုအရာဝတီကိုစိတ်ရှိလက်ရှိနဲ့ဖြေချပေးလို့ကြောင့်ကျွန်တော်တို့ကနေကျေးဇူးထူးတင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဗိုလ်ချုပ်အရာဝတီကိုလည်းကျေးဇူးတင်ပါတယ်